ဟူအောင်ဆောင်မောအစနစ်ချက်တို့ကြွားရပေးပါရန်လေးစားစွာတင်ပြအပ်ပါလို့ရှင်အကြောင်းနဲ့ဆက်လေးခုနှစ်ဒီဇင်ဘာလရက်နေ့မှာကြောက်တယ်ဆမ်မြူကမြားရဲ့အကြောင်းတရားတစ်စက်နဲ့ခုနှစ်သစ္စာရက်နေ့တည်တူခါသမယမှာအားလုံးငင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေလို့နှုတ်ဆက်ပါတယ်ဒီနေ့ဒီနေရာမှာဒီလိုခမ်းနားလို့ကျင်းပဖို့ကျွန်တော်တို့စူးစမ်း ဆောင်ရခဲ့ကြရတာရှားပြီဖြစ်ပါတယ်ကျွန်တော်ဒီမှာမူဆဲမှာခရိုင်ဥရှုံမှုဖြစ်တောင်းဝင်ထားဆောင်တာဒုနှစ်ခွဲကျော်ဒီနှစ်ဒီပါရှိပြီဖြစ်ပါတယ်ကျွန်တော်ရောက်ပြီးဒီနှစ်လောက်မှာတွေကဆက်စားပေးခြင်းဥက္ကဋ္ဌကြီးနဲ့ဘုရားဆက်နေတဲ့ကိုခွင်းဆက်ခွင်းခွင်းလိုချင်တယ်ဆိုပြီးတော့လာတင်ပြခဲ့တာဖြစ်ပါတယ်လာတင်ပြခဲ့တဲ့အချိန်မှာတေကခရိုင်ဥရှုံမှုရဲ့လုပ်ပိုင်ခွင့်ရောက်ကတေကဘယ်ရှိတာဖြစ်ဖြစ်ဒီနေရာမှာပထမ9ဧကလောက် ဒီလိုပဲလိုချင်တယ်ဆိုပြီးတင်ပြခဲ့တာဖြစ်ပါတယ်ဒီလိုလည်းပဲကျွန်တော်ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ဦးစဲပြည်မှာလာဝင်တက်တော့တော်ထောက်နေသူဖြစ်တဲ့အတွက်ရှမ်းမျိုးသားများတို့တော့ငါတခုလုပ်ပေးမှရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့တင်မဲ့တင်တော့ဓမ္မကိုကြီးကတော့မတင်နဲ့လုံလောက်တဲ့ပမာဏကိုတင်ပါဆိုပြီးကျွန်တော်တို့ပူပေါင်းဆောင်ပြီးတော့ဒီနယ်ဆိုးအဖွဲ့ကိုတင်ပြခဲ့ရတာဖြစ်ပါတယ်ဒီရှမ်းနယ်သူကိုရောက်ဖို့အတွက်အခက်အခဲအများကြီးကိုကျွန်တော်တို့ရင်ဆိုင်ကျော်လွှားခဲ့ရပါတယ် ်ဆန်းစားပေးရင်မို့ကထားကြီးနဲ့တကွာကျွန်တော်တို့ဆန်းအုပ်ချုပ်မှုတွေအားလုံးတို့ရဲဘော်အုပ်ချုပ်မှုတွေအားလုံးပူးပေါင်းပြီးဆောင်ရွက်ခဲ့ရတာဖြစ်ပါတယ်နောက်ဆုံးမှာကျွန်တော်တို့လူချင်းနဲ့အောင်မြင်မှုကိုရခဲ့တာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီနေရာမှာဆန်းတစ်တကူကွေးကိုကျွန်တော်တို့အကောင့်ထဲပေါ်နိုင်ခဲ့ပြီဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီနေ့ဒီချိန်ဟာအမြဲတမ်းဘင်္ဂလားရှိတဲ့အချိန်ကျွန်တော်တို့ဒေသခံရှမ်းတိုင်းသားများအတွက်ဘင်္ဂလားရှိတဲ့အချိန်နောက်အမြဲတမ်းဆင်ဆက် ရှမ်းပွဲများကိုပြုလုပ်တော်လို့ရတဲ့နေရာတစ်ခုဖြစ်တာဖြစ်တဲ့အတွက်အားလုံးလူတို့ကဥပပေါင်းဆောင်ပေးကြပါဒီနေ့မှာနေ့တည်းမှာစိတ်ချမ်းသာရင်ကိုချမ်းသာခြင်းနဲ့ပြည့်စုံကြပြီးတော့အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ဆုတောင်းပေးနေဒီလိုချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ